တင်းဆဲဘင်းကအခု MS မြန်မာစီဇန်2မှာဘာကြောင့်ရလက်ကောင်းနေစရိုက်ရနေရလဲတကယ်100%ပစ်ဘန်ရိတ်လို့ပြောလို့ရတယ်ဗျာသူခုနှစ်ပွဲဆော်တဲ့အချိန်မှာခုနှစ်ပွဲလုံးနိုင်ထားတယ် channel ပွဲတွေအကုန်လုံးကသူကဘန်းခံထားရတာဗောလေနော် solo mechanic individually ကောင်းနေဆိုတော့တွေ့နေရတယ်ဗောလေနော်သူတို့အနေနဲ့နေနေရဗောလေနော်ဒါ3 3k network 3k နော်လုံးဝ panic movement နေပိုင်းမရှိဘူးသူတို့အနေနဲ့လှုပ်ရှားရှိရအောင်လှုပ်ဝါးဆိုတော့တွေ့ရတယ်ဗောလေနော်ဒီလို play လေးရတကယ်ရင်သက်ရှင်မောဖို့ကောင်းပါတယ် ဟိုလာလေးပြောသွားတဲ့စကားလေးကိုရှိရဲရှိရဲကိုကြီးကလည်းမနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်သွားလို့ဆောင်းကြည့်လေ အားလုံးမင်္ဂလာပါကျွန်တော် Extreme Passion Gaming Season 4 Episode 3ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Justin ပါနော်တို့ extreme passion gaming ဆိုတာ notch တဲ့ gaming ပေါ်မှာ youtube တဲ့ passion တွေကိုချပြတဲ့ season တစ်ခုပဲဖြစ်ပါတယ်။ကဲကျွန်တော်အခုဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့တင်းဆဲဘင်းကဘာကြောင့်အရန်ကြမ်းလာတာလဲပေါ့လေနော်။အရင်ဆုံးတင်းဆဲဘင်းကိုကျွန်တော်မိတ်ဆက်ပေးမယ်။တင်းဆဲဘင်းမှာပါတဲ့ player တွေကတော့ကျွန်တော်တို့ CK, Tanpao, Zian, Lucky နဲ့ OP ပဲဖြစ်ပါတယ်။ ခုဒီ MS season 2မှာဆိုရင်တော့ဒီ10 7က standing နံပါတ်ကို2နေရာထိကိုရောက်ရှိထားရပေါ့လေเนาะကျွန်တော်တို့အရင်ပတ်ကဆော့ခဲ့တာဆိုရင်ကျွန်တော်တို့ Mathis ကိုအနိုင်ရရှိထားတယ်เนาะ WG ကိုတော့ကန်ကောင်းကြောင်းမလှပဲနဲ့ကျွန်တော်ရှုံးရတယ်ပေါ့လေနော်အဲဒီ standing ကိုကြည့်ရမယ်ဆိုရင်တင်းဆဲဘင်းကရှေ့ပတ်တွေတော်တော်များများထိသူက standing 1မှာရက်တည်ခဲ့တာဒီပတ် P1 မှသာလင်သူက standing 2ကိုဆင်းမိခဲ့ရတာဆိုတော့ဒီတင်းဆဲဘင်းကဘာကြောင့်အရန်ကျန်းလာလဲပေါ့လေနော်တင်းဆဲဘင်းကဘာကြောင့် ကျမ်းလာလဲဆိုရင်တော့အရင်ဆုံးသတိထားမိရဲ့အကြောင်းကတော့ကျွန်တော်ကသူတို့ရဲ့ play style မဟုတ်လीနော်သူတို့ရဲ့ play style ကအရန်ကို aggressive ဖြစ်ပြီးတော့အဲ့လိုအရန်ကို enemy ကိုဖိပြီးဆော့နိုင်တယ်လို့ပြောလို့ရအဲသူတို့ရဲ့အဓိကအတက်ကတော့ကျွန်တော် mid trial လို့ပြောရင်လည်းမမှားဘူးဗျာသူတို့ရဲ့ play style နိုင် play style နိုင်ကဒီပွဲတိုင်းနှီးပါးကိုသူကဒီပုံစံတိုင်းနှီးပါးကိုဆော့ခဲ့တာကိုတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီ tin 7ကဒီလိုမျိုးတွေကျမ်းလာရဲဆိုတော့အဲ့လို မမအောင်ဗျာသူတို့မှာ unit place sign တခုရှိရဗျာပြောရမယ်ဆိုတော့တည်ရမှာဒီအဲ့ place sign ကကျွန်တော်ဘာနဲ့တူလဲဆိုတော့ကျွန်တော်အရင်အရင်ကျွန်တော်ဆော့ခဲ့တဲ့ unfo တုံးက falcon ပေါ့လေ unfo မတိုင်ခင်တော့ falcon လို့ပြောရင်ပုံမှန်ပဲအဲ့ falcon ရဲ့ place sign နဲ့တော်တော်လေးတူတယ်အဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံး falcon ရဲ့ play လေးကို early game play လေးကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော် okay တို့ဒီပွဲကတော့ကျွန်တော်တို့ falcon e sport နဲ့ကျွန်တော်တို့ Phoenix Esport M4 Qualifier မြန်မာမှာဆော့ခဲ့တဲ့ပွဲလေးပါဒီကျွန်တော် early game လေးကိုပဲကျွန်တော်ပြမယ်ပေါ့နော်အရင်ဆုံးကျွန်တော် play ကြည့်လိုက်အောင်ကျွန်တော်ဒီဘက်မှာဆိုရင် Phoenix Esport က player ရှိမယ်ကျွန်တော်တို့ဒါ Falcon ဒီဘက်က Falcon Esport အရင်ဆုံး Jungle တွေကတော့ဘတ်တွေအရင်စားကြရဗျာနော် Jungle တွေဘတ်တွေအရင်စားကြတယ် Okay စားပြီးသွားပြီဒီစားပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နည်းနည်းလေး꿰သွားပြီနည်းနည်းလေး꿰သွားပြီဘာ꿰သွားလဲဆိုတော့ကျွန်တော်တို့ဒီ minimap ကိုကြည့်လိုက်မယ်ဆိုရင်ဗျာဒီကျွန်တော်ရဲ့ ဖယ်ကွန်ရဲ့ဂျန်ဂလာကကျွန်တော်တို့ enemy ဂျန်ငယ်တွေဝင်သွားပြီเนาะဒီဘက်ဒီလင်းကကြတော့ကိုဂျန်ငယ်ကိုကိုပြန်စားတယ်နောက်ဂျန်ဂလာဒီကိုလုံးဝမသွားဘူးဗျာဒီကိုတန်းသွားတာဗျာအဲ့လိုမျိုးဆိုတော့အဲ့ဒါဘာကိုပြရလဲဆိုတော့ aggressive ဆော့တာပေါ့လေเนาะဂျန်ငယ်ကို invade ဖို့ကြိုးစားတာအရင်ဆုံး hero power ကိုရှင်ကြီးမယ်ဆိုရင်ကျွန်တော်တို့ဒီ banadada ရဲ့ဒီလင်းရယ်ဆိုရင် level 2 level 2ချင်းမှာဆိုရင် banadada တာတယ်ဗျာဒီ dyron နဲ့ asma ဆိုရင်လေအဲ့အချိန်လုံးကဆိုရင်က ိုင်ရော့ကနည်းနည်းလေးပိုတာတရားရှိတယ်ပေါ့လေနော်အလဲမောင်ကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့လီလီယာနဲ့တို့တို့ဖာမစ်ဆိုရင်ကလီလီယာကတော့တိတိတတကြီးကိုတာတော့ဘရာသာကိုတွေ့ရလိမ့်မယ်နော်ဒီမာဆိုရင်နော်ဒီမီနီမတ်ကိုကြည့်လိုက်မယ်ဆိုရင်တို့တို့ရုံမာချင်းကလည်းတိုက်မာကင်လောက်ထားရဗျာအဲ့တော့ဒီဘက်မှာ3 3ချင်းရှင်မယ်ဆိုရင်တော့ဟီရိုပါဝါအနေနဲ့ကကျွန်တော်တို့ဖယ်ကွန်ဘက်ကတိတိတတကြီးကိုတာနေရတော့တွေ့ရတယ်ဗောလေနော်အဲ့တော့ဟီရိုပါဝါတာတဲ့အချိန်မှာရော နော်တို့ဘယ်လိုမျိုးလောက်ကြလဲဆိုတော့တို့ chat play ကြည့်လိုက်မယ်နော်လိုမျိုး jungle တွေဝင်သွားပြီနော်အစိမ်းလေးအဓိကတော့ဒီ jungle လေးပေါ့လေနော်ဒီ jungle လေးမှာတော့ခိုးစားဖို့လုံနေပြီနော်ဘန္ဒရာအနေနဲ့อ่ะ Okay ခိုးစားရတယ်ပေါ့လေနော်ကျွန်တော်လီလီယာကလည်း backup ပေးဖို့လာတယ်ဗျာ Okay ခိုးစားရရွာလားဆိုတော့ရွာတယ်ဗျာနော်ဒီမှာ level ကိုကြည့်လိုက်မယ်ဆိုရင်နော် blue bat စားရခြင်းတူတူကျွန်တော် jungle လေးကရွာပြီဗျာနော်အဲ့တော့ထပ်ပြီးတော့ဘာဘာထပ်လုပ်လဲဆိုတော့ဒီ farm mate တွေဘာတွေကမလာနိုင်ဘူးဗျာ ဒီ ਉ မလာနိုင်ဘူးဆိုတော့အလိမ့်ပြန်ရှင်တယ်လီလီယာနေနဲ့အလိမ့်ပြန်ရှင်တယ်နော်ဒီဘန်ဒရာနေနဲ့ကဒီဂျန်ကယ်လေးကိုထပ်ပြီးတော့ pressure ထပ်ပေးရဗျာဒီနားမှာပြီးရင်တို့ရော rubber ကိုထပ်ပြီးတော့ဆော့မှာနော်အဲ့ချိန်ထိအဲ့ချိန်ထိဒီဘက်က cross ကလုံးဝမလာနိုင်ဘူးဒီ ਉ လုံးဝမလာနိုင်ဘူးဒီ cross ကဘာလို့မလာနိုင်လဲဆိုတော့ဒီမလီစာကလည်း cloud ထက်လိမ့်တာတယ်ဗျာမလီစာကလည်း cloud ထက်လိမ့်တာတယ်အဲ့တော့မှာအတလက်ကသွားပြီးတော့ backup ပေးနေတာဖြစ်တဲ့အတွက် grok ကလည်း backup ပြန်ပေးနေမှာရမယ်အနေထားပေါ့လေနော်အဲ့တော့ ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ channel ထဲမှာ enemy channel ထဲမှာကြီးပဲလုံးဝ play နေပြီဗျာဒီမှာကျွန်တော်တို့ဒီဘက်က channel ဆိုလုံးဝ free ပဲเนาะလုံးဝဘာမှတကောင်းမှမထိရသေးဘူးဆိုတော့ထပ်ပြီးကြည့်မယ်ဆိုရင်ဝင်သွားပြန်ပြီเนาะကျွန်တော်လီလီယာလည်းနောက်ကနေဘက်ကအမြဲလိုက်ပေးရဗျာ farm ရဲ့ဘက်ကလာပေးရဆိုတော့ညာလဲဒီမှာ asmarada လည်းတွေးမရှိဘူးလင်းရလည်းတွေးမရှိဘူးဒီလိုပြီးတော့ hero power လည်းမတန်နေတဲ့အချိန်မှာဒီလိုချိန်တွေမျိုးမှာလုံးဝသူတို့အနေနဲ့ဘတယ်ဆိုင်ဖို့ဒီ buff ကို defend ဖို့ဟောမှာဖြစ်နိုင်တော့ဘူးဗျာ ဲ့တော့ကျွန်တော်ထပ်ပြီးတော့ကြီးကြီးလိုက်မယ်ဆိုရင်ကဲလင်းအနေနဲ့တခါတည်းပါရှင်းသွားပြီဗျာဒီလိုအနေထားမျိုးဆိုရင်ကဒီလိုအာလီဂိမ်းမှာဒီလိုမျိုးဖြစ်သွားပြီဆိုတော့ကဒီပွဲကတဝက်နီးပါးလောက်ပြီးသွားပြီဗျာဒီ Falcon Esports အနေနဲ့အမှားမလုပ်ဘူးဒါမှမဟုတ်ရင်ဒီ Phoenix Esports အနေနဲ့ကအဲ့လို Miracle Play တစ်ခုခုဒါမှမဟုတ် Camel Point တစ်ခုခုမလုံနိုင်ဘူးဆိုရင်ကဒီပွဲကပြီးလောက်ဖြစ်သွားပြီဗျာ Snowball လို့ရရပေါ့လေနော်ခုဆိုကြည့်လိုက်မယ်ဆိုလင်းရရှော့သွားပြီเนาะလာပြီးတော့ defend နေတဲ့ကောင်တွေတော့ ဘာမှလုပ်လို့မရတော့ဘူးဗျာဒဖက်နေတဲ့ကောင်တွေကဟီးရိုးပေါအောင်မတာနေရတဲ့အတွက်ဝင်သွားရင်လည်းသူတို့ကရောပြီးတော့တတ်ခံရမယ့်အနေထားရှိရဲ့ဗျာဆိုတော့ကျွန်တော်ကြည့်မယ်လင်းရ retreat လာပေါ့ဖို့ကြိုးစားရဆိုရင်လည်းပါသွားပြီ rubber เนาะဒီပွဲဆိုရင်ကလုံးဝပြီးသွားပြီเนาะဒါကတော့ Falcon eSport ရဲ့ early game play style ပေါ့လေเนาะနောက်နောက်ထပ်တပွဲကိုကျွန်တော်ပြမယ်ဆိုရင်เนาะနောက်ထပ်တပွဲကိုကျွန်တော်ကြည့်လိုက်ရမယ်ဆိုရင်တော့ Okay ဒီပွဲဒီပွဲကတော့ကျွန်တော်တို့ Ryan Esport versus ကျွန်တော်တင်းဆဲပဲမော်လေနော်ဒီ Ali game play style လေးကိုပဲကျွန်တော်ပြချင်တာဆိုတော့ Hero Power ကိုကြည့်လိုက်မယ်ဆိုရင်တော့လူးနိုရယ်ဖာစာရယ်အဲ့ဆိုရင်တော့မတိမ်မြင့်လို့ပဲပြောရမှာပေါ့လေနော်အဲဂတ်တော့ရယ်ဘာရှာရယ်ဆိုတာလဲမတိမ်မြင့်ပဲ River Light နှစ်ကောင်နေဒါပေမဲ့ Uranus နဲ့ Lancelot ပွင့်လင်းပြောရရင်တော့မတိမ်မြင့်လောက်ပါပဲနော်ဒါပေမဲ့ movement กว่าว่าเลยจนပြောခြင်းねဒီပွဲမှာတော့လေဒီ10 7နေเนี่ยသူတို့ sorry blazer อ่ะဘာတွေလှုပ်လဲဆိုတော့သူတို့နေเนี่ย early game စတာねသူတို့ jungle ကိုဗျာ buff ကိုအရင်အ мян ပြီးအောင်ကူတာဟိုဘက် jungle တက်လုံးဝမြန်နေအောင်အဲ့လိုမျိုး hero တွေပစ်တယ်အဲ့လိုမျိုး hero တွေ sort တယ်ပြီးတော့ကူတယ်ဗျာ okay နောက်ဒီမှာ buff ကကူပြီးွားပြီဗျာเนาะ32 second 32 second မှာ buff ကူနေအချိန်မှာ dilan slow ကစားနေတော့မပြီးသေးဘူးဘတ်စားတာလုံးဝမပြီးသေးဘူး เนาะဆိုတော့တင်းဆဲမင်းနေနေဘာလုပ်လဲဆိုတော့ကျွန်တော်ချက်ကြည့်လိုက်မယ်ဆိုရင်ကဲသွားပြီเนาะသွားပြီเนาะသူများ channel တွေကိုသွားပြီဗျာเนาะခုန Falcon eSport အတိုင်းပဲကျွန်တော်ဟိုဘက်ကိုသွားပြီเนาะသွားပြီးအချိန်မှာဘာလုပ်လဲဆိုရင်ဒီ channel လေးကို target ထားတယ်ဗျာဒီ channel လေးကို target ထားတယ်เนาะဒီ channel လေးကိုစားဖို့ကြိုးစားနေပြီเนาะစားနေပြီလက်အဲ့ချိန်မှာကဒီရိုမာကဒီ ESP လဲကိုလိမ့်ကူသွားရှင်းတာပေးလာလားဘာလားညာလားမသိဘူးเนาะဒါပေမဲ့ ဒါမှဖြစ်သင့်ဘူးမို့လေဒီဘက်ရိုမာကကြတော့သူ့ဂျန်ဂလာအင်ဗိတ်တဲ့အချိန်မှာဘက်ကပ်ပေးနေတယ်ဒီဖာစာကကြတော့ဒီမစ်မစ်ချင်းကိုဗီရှင်ထောက်ပေးနေတယ်ပေါ့လေနော်အဓိကတော့ဒီမစ်ကိုလည်းဗီရှင်ထောက်ပေးရဖြစ်လို့ဒီလစ်တိုကိုလည်းဒက်ဖန့်နေတာသူတို့ကလစ်တိုရရင်လည်းစားကျင်တဲ့အနေထားမှာရှိရယ်ဗျာဆိုတော့ဒီလန်စလော့ကလစ်တိုမစားဘဲနဲ့ဒီကိုတွားတဲ့အချိန်မှာတော့ဒီမှာဗတယ်ဖြစ်ပြီနော်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အဲ့ချိန်မှာရိုမာအေးစီခရက်ဆာနေကိုဒီမှာပါသွားပြီလန်စလော့က1မှာလွဲသွားတယ်နော်အဲ့လိုမျိုးဆိုရင်တော့ဒီလန်စလော့ကရှော့ဘောကရာခိုင်နှုန်းများသွားရင ီမှာကြည့်လိုက်မယ်ဆိုရင်ကတင်းဆဲဘင်းက player ရဲ့အကုန်လုံးကဒီ enemy area တွေမှာဆော့နေရဗျာဒါပေမဲ့ဒီ Ryan Esport အနေနဲ့ Hero Power ကမတိမ်မငိမ့်ပဲဒါပေမဲ့ Hero Power မတာခဲ့တဲ့တိုင်မတိမ်မငိမ့်တဲ့တိုင်အောင်သူတို့အနေနဲ့ဆော့နေရကိုယ့်ဘက်အချမ်းမှာလည်းဖြစ်နေတယ်ပြီးတော့သူတို့ jungle invade ခံရတဲ့ဘက်အချမ်းမှာဟုတ်မနေဘူးဗျာအဲ့လိုမျိုးဆိုတော့ဒီပွဲက jungle လဲ first blood play လဲရတယ်ပြီးတော့ဒီမှာကြည့် rubber ကောဒီကဒီ jungle အစိမ်းလေးရော rubber ကောပြီးရင်ဒီအပေါ် jungle လေးပါပါမယ်ဆိုတော့ဒီပွဲက ပြီးတလောက်ဖြစ်သွားပြီခုနကပြောလိုပဲ first starter ပဒယ်လေအေးအေးဆေးဆေးပဲဗျာဘာမှပြောစရာမလိုတော့ဘူးအာလီဂိမ်းမှာနော်သူတင်း7နေနဲ့အမှားမလုပ်ဘဲနဲ့နော်ဟိုဘက်က miracle plane ပြနိုင်လို့ဆိုရင်အဲ့ဒီတင်းတစ်ပွဲလုံးတစ်ဝက်လုံးပွဲတစ်ဝက်လောက်ကိုကသူတို့ snowball လို့ရဗျာဒီမှာဆိုချတယ်နော် hero king နောက်တော့မှထက်ရပြန်ပြီနော်ဒီမှာ jungle လေးလည်းပါပြန်ပြီဒီ lancelot ကဘာမှကိုလုံးလို့မရတော့ဘူးဗျာဒီ uwe net က4ရာခန်းကြီးမှာ lancelot က2က blue ဘက်ကရတဲ့ e speed တစ်ခုပဲရှိရဗျာ ။ဆိုတော့ထပ်ပြီးကြီးလိုက်မယ်ဆိုရင်တော့ first starter တွေကိုကြော်ပြီးကြီးလိုက်မယ်ဆိုရင်တော့နည်းနည်းကြော်ကြီးလိုက်မယ်နော်။မှဒီဂျန်ငယ်ကိုလည်းဒီဘက်ကထပ်ပြီးတော့နှောက်တယ်ဗျာနော်။တကယ်ပွင့်လင်းပြောမယ်ဆိုဒီဂျန်ငယ်လည်းတခູ່မှမရဘူးလို့ပြောလို့ရတယ်။ကြည့်ဦး။လန်စလော့ကပွဲစဖို့2မိနစ်ပြည့်နေပြီ။တာတဲထွက်ခံနေအချိန်မှာတော့လန်စလော့က level 2ဘလူးဘက်ကရရဲ့ AC တခုပဲရှိသေးရေပေါ့လေနော်။ဒါကြီးကတော်တော်ကြီးဟို များတယ်ဗောနော်ဒီ UN က level 5တောင်ရောက်တော့မယ်ဒါတောင်တတ်တယ်မပေါ်သေးဘူးဗျာတတ်တယ်ပေါ်လို့တတ်တယ်ယူွားပြီဆိုရင်ကပြီးသွားပြီဗျာသိလားတတ်တယ်ယူွားရင် level 5ကျော်သွားပြီနော်အဲ့ဒါအဲ့လိုမျိုး play ဆိုင်တဲ့တင်းဆဲမင်းကပွဲတိုင်းနှိပါဆော့တာရရင်ရလို့လုပ်တယ်ဗောလေနော်ကဲဒီမှာဆိုရင်လဲ farsa ကဆိုလို key လိုက်ပြီ level တာနေ advantage ကိုယူပြီးတော့ဒီမှာ enemy နောက်ထပ် buff ကိုပါထပ်ပြီးတော့ဝင်ဗျာဒါ snowball ရဲ့ play style ရဲ့အစပဲဗျာသိလားအဲ့တော့ဒီ landslot ကလုံးဝမပြဲပေါ်အဲပေါ့လေ ဲ့လိုမျိုးအနေထားเนาะလာပြီးကာရင်ကာတဲ့ကောင်တွေအကုန်တီးတာဘာမှမရှင်းဘူးဒီမှာလဲတကောင်သိပြီဒီကောင်တွေကလည်းခွေပြွက်ဝက်ပြပြနေရတယ်အဲ့လိုမျိုးဆိုတော့ဒီ place sign နဲ့ဆော့တာဗျာသူတို့ကအမြဲတမ်းညီပါပွဲတိုင်းညီပါဒီ place sign နဲ့ဆော့တာနော်မယုံရင် brother ကိုချစ်ချစ်လို့ရပါတယ်ဒီ place sign သူတို့က jungle ကိုအရင်ဆုံး invade လုပ်တယ်ပေါ့လေနော် invade လို့အဆင်မပြေဘူးဆိုရင်တော့သူတို့ကတတ်တဲ့ဗတ်တဲ့မတိုင်ခင်မှာ ESP မှာခြားတယ် ESP မှာခြားလို့ ဟိုဟာဖြစ်သွားပြီနိုင်သွားပြီတာသွားပြီဆိုရင်သူတို့တတပတဲ့ကိုအသာဆိုင်နေပေါ့လေသူတို့အနေနဲ့ကဒီလိုမျိုး play style နော် first early minute မှာတည်းက aggressive play style နဲ့သူတို့စော့လာတာအဲ့ play style ကိုဘယ်သူမှသတိမထားမိတာလားနော်ဒါမှမဟုတ်ရင်သတိထားမိရက်နဲ့မကနိုင်တာလားမထိန်နိုင်တာလားတော့လေစဉ်းစားရမယ်အဲ့အကြောင်းမို့အဲ့အချက်တွေကြောင့်သူကကျန်းလာတယ်လို့ပြောလို့ရတယ်ဗျာဒီ10 7ကအဲ့ Falcon Play Sign နဲ့လည်းတော်တော်လေးတော့ချွတ်ဆွတ်တူတာတော့ brother တို့တွေ့ရလိမ့်မယ်နော် ဲ့လိုမျိုး aggressive ဆိုတဲ့ play style ညောင်းဘာတွေအားတာရရှိလဲဆိုရင်ဗျာကျွန်တော်တို့ first place secure ဖို့တော်တော်လေးကို chance များရယ်ဗျာနောက်အခုဒီမှာ MSS test ကိုကျွန်တော်တို့တွားပြီးတော့ကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့တင်းဆဲပဲနေနေရ14ဝဲဆော့တာအချိန်မှာ10ဝဲတောင် first place ရထားဗျာကျွန်တော်တို့ Falcon Esport နဲ့ဘာတွားတူလဲလို့ပြောရမယ်ဆိုကျွန်တော်တို့ Falcon Esport တော့ကလည်း M4 မှာဆိုရင် first place အများဆုံးရတဲ့အသင်းဆိုပြီးတော့ကျွန်တော်တို့ stats တွေရှိခဲ့တယ်ဗောလေနော်အဲ့ဒါလေးကတော်တော်လေးတော့ might the play style လေးပါ ကဲသူတို့အနေနဲ့ကကြတော့တောင်းနမန့်ကိုဘလို့ချင်းကတ်လာလဲဆိုရင်တော့သူတို့ hit player တယောက်ချင်းစီနိုင်ကို unit hero 3កောင်လောက်စီနေသူတို့ချင်းကတ်လာရဲ့လို့တော့တွေ့ရတယ်ပေါ့လေနော်အခုဒီမှာကြည့်မယ်ဆိုရင်လည်း player တယောက်ချင်းစီတိုင်းရဲ့ most pick hero တွေ3កောင်စီကိုတော့တွေ့ရလိမ့်မယ်ဒီ hero တွေနဲ့တော်တော်များများကိုလည်းသူတို့ပွဲတော်တော်များများကိုအနိုင်ရရှိထားတယ်ပေါ့လေနော်အဲ OP နေနဲ့ကြည့်ရမယ်ဆိုရင်တော့ Granja ကသူက10ပွဲဆော့တဲ့အချိန်မှာ9ပွဲနိုင်ပြီးတော့2ပွဲပဲရှုံးထားတာနော်နောက်နောက်တစ်ခုအနေနဲ့ကတော့ join နော် lucky ရဲ့ join က တကယ်100% pip ban rate လို့ပြောလို့ရတယ်ဗျာ။ तू ခုနှစ်ပွဲစော်တာအချိန်မှာခုနှစ်ပွဲလုံးနိုင်ထားတယ်။ channel ပွဲတွေအကုန်လုံးက तू ကဘန်းခံထားရတာဗောလေနော်။အရင်ဆုံးအဲ့လိုမျိုး draft တွေလုပ်ပြီးရောက်တဲ့အချိန်မှာ draft ကိုကျွန်တော်ချက်ကြည့်လိုက်မယ်ဆိုရင် ကဲเนาะဒီသူတို့မှာက unit draft တိုင်ရှိတယ်ဗျာသူတို့အရင်ဆုံးထုတ်မဲ့၃កောင်မှာဆိုရင်ကအရင်ဆုံးက mid ကမပါမဖြစ်ပဲเนาะသူတို့ရဲ့အဓိကတော့ mid trial လို့ပြောတယ်ဆိုပေမဲ့เนาะသူတို့က ESP lane လေးပါတယ် first starter တွေတာခြင်းတဲ့အတွက် ESP lane နေ mid တွေ roamer တွေ jungler တွေကသူတို့ကအတာပဲเนาะ jungler ကတော့တာတာတော့မဟုတ်ဘူးလေ matter pick ခရေကပစ်ကြတာဒါပေမဲ့သူတို့ draft တိုင်ကိုကြည့်လိုက်မယ်ဆိုရင် အများရန်ဒီ first three pick မှာမစ်ပါတယ် ESP roam မှာသူ့မဟုတ်ချန်ကလာပါတယ်ဗျာအဲ့သုံးကောင်ကလုံးဝ fix ပဲသူတို့ဒီပွဲတွေမှာဆိုလဲတွေ့ရမယ်နောက်တစ်ခုတွေ့ရတာကတော့အရင်တော့ကျွန်တော်တို့ထင်ခဲ့တာကတော့ OP ကအဲ့လိုသူ့ကိုတည်ပြီးတော့ဆော့ကြရပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးเนาะ OP နေနဲ့ကသူကဖြည့်ကင်တာ grand ညာတို့ပါလို့ဆိုလဲနောက်ပိုင်းမှရမှပစ်တဲ့သဘောမျိုးမှာတော့ရှိရဲပေါ့လေเนาะသူ့အနေနဲ့က ပွင့်လင်းပြောမယ်ဆိုဒီ grand jar ကိုအရှိဆုံးမှာပစ်သွားဆိုလို့ဒီတပွဲလောက်ပဲတွေ့ရတယ် aso spin နဲ့ channel ပွဲတွေကသူ goal line ကို asma ကင်လဲကင်မယ်ဗျာ cc ကင်လဲကင်မယ်ကျွန်တော်နောက်ထပ် draft တစ်ခုကိုသွားကြည့်လိုက်မယ်ဆိုရင်လည်းတွေ့ရလိမ့်မယ်ဗျာဒီမှာ cc goal line နေเนาะအမှ grand jar ဆိုရင်လည်းဒီ four pin မှာပစ်တာလေနောက်ဆုံးတစ်ခုကကျတော့ khali เนาะသူတို့ရဲ့ဒီ khali ကလုံးဝ အလိမ့်တာခြင်းနဲ့ယူရကြရဲ့ခုနလို aggressive software ယူရကြရဲ့ ਨੇ ပစ်တာကိုတော့ကျွန်တော်တို့အတိုင်းအတာတွေ့ရတယ်ဒီ mid trial တိုင်းမှာကြည့်လိုက်မယ် draft တိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဟိုဘက် mid trial နဲ့မတာခဲ့ရင်တော့မနှိမ့်တဲ့အနေထားမှာကိုတွေ့ရလိမ့်မယ်ဗျာကဲ drop pick ကိုတော့သူတို့အနေနဲ့ဒီလိုမျိုးချင်းကပ်လာရပေါ့လေနော်ဒီ drop pick တွေရဲ့ hero pool တွေနဲ့ဒီလိုမျိုးချင်းကပ်လာတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့သူတို့ရဲ့ team form ပေါ့လေနော်သူတို့ရဲ့ team form ကတော်တော်လေးကိုအခြေဆက်ကောင်းတယ်နော်ဒီ team 7က player 9ယောက်ဆိုရင် ဘယ်လိုပြောရမလဲလက်ကီးနေနဲ့ကတော့နောက်မှဝင်လာတာဒါပေမဲ့ channel ၄ရောက်ရဲ့စုဖွဲ့မှုကတော့တော်တော်လေးကိုကြာနေပြီလို့ပြောလို့ရတယ်ဗျာ CK နေနဲ့ကလက်ကီးဝင်လာတဲ့အတွက်သူက row chain မေးထားတယ်ဒါပေမဲ့သူတို့တော်တော်လေးကို strong နေသေးရပေါ့လေနော်ဒီလိုမျိုး tin form အချင်းချင်း chemistry လည်းကောင်းတယ်အဲ့လိုမျိုးကောင်းနေဟာဘာကောင်းချက်ရှိလဲဆိုတော့အကယ်၍ကိုယ့်ရဲ့ team ကနိုင်နေခဲ့တယ်နိုင်နေခဲ့တယ်ဗာလဲ ဲ့လိုမတားဘူးလို့ကိုက high ground defend ရမယ်တို့ခုခုဆိုရင်တော့တို့ကပြန်ပြီးကမ်းပတ်နိုင်ရရှိရဗျာ enemy အမှောက်လည်းတို့ကစောင့်ပြီးတော့ပြန်ပြီးတော့လုတ်နိုင်တယ်အဲ့ဒီဟာကိုကျွန်တော် replay လေးတစ်ခုနဲ့ပြခြင်းနေပေါ့လေနော်ဒီ play ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတိုင်းသားမြင်ရလိမ့်မယ်နော် tin 7 versus no 1g game number 3ပါနော်ဒီမှာဆိုရင် game 3က 1g နေနဲ့ကတော်တော်လေးကိုဖိဖိစီးဆော့ထားတာ network နေနဲ့က 5.7k ဗျာနော် ဆို 5x7k ဆိုတာတော်တော်လေးကိုများတယ်เนาะဒီပွဲပွဲကိုဖိဖို့အနေထားအထိကိုရောက်နိုင်တယ်အဲ့ဒီအချိန်မှာသူတို့နှိမ့်နေတဲ့အချိန်မှာသူတို့ဘာလုပ်လဲဆိုတော့ကြည့်အောင်သူတို့ objective တွေအဓိကတော့ objective တွေ light defend နေဗျာ over commit တွေမလုပ်ဘူးเนาะတယောက်ချင်းစီတိုင်း enemy အခုဒီမှာဆိုရင် lancelot ကမှားဝင်လာပြီเนาะ lancelot မှားဝင်လာတဲ့အချိန်မှာ counter attack ကိုပြန်ပြီးတော့ကောင်းကောင်းကြီး punish နိုင်တယ်ဗျာဒီ lancelot ကရှော့ပြီเนาะဒီလိုမျိုးကြီး enemy ကမှားဝင်လာတဲ့အချိန်မှာသူတို့ကပြန်ပြီးတော့ဒီကောင်တွေက light တော့မှာ ီကောင်တွေကဒီလိုလိုက်တော့မှာဗျာအဲ့လိုမျိုးဆိုတော့ enemy ရဲ့အမှားတစ်ခွက်တည်းနဲ့သူတို့ဒီ comeback point ကိုရအောင်ရှာနိုင်တယ်ပေါ့လေနော်ဒီ၅ရောက်အစုဖွဲ့ကဒါ team chemistry နဲ့စကားပြောရဆိုတော့မမှားဘူးဒီမှာဆိုရင်သူတို့ဗတရတာဖို့ chance ကတော်တော်များဝင် Lancelot fly show ပါဗျာအဲ့လိုမျိုးဆိုတော့သူတို့ကဗတချရပြီနော်သူတို့ဘယ်အချိန်မှချရမလဲဘယ်အချိန်မှပြန်ပြီးတော့ save ဆော့ရမလဲဆိုတော့ကောင်းကောင်းကြီးနားလဲဆိုတော့တော့တွေ့ရတယ်ပေါ့လေနော်ဒီမှာကြီးအမှဆိုလဲ ဘဒေရတိုက်ကြတယ်မကန်နစ်နေပြကြတယ်ပေါ့နော်တော်တော်လေးကိုမိုက်တယ်နော်ဒီခုန network 5.7k 6k နီးပါးကနေခုက network ဟိုဖြစ်သွားပြီနော် 4k ဖြစ်သွားပြီဒါကသူတို့ဒီခရီးတွေ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 စားပြီးွားရင်သူတို့ network ပြန်ပြီးတော့တက်လာဖို့ပဲရှိတော့ဗျာ network diff ကနော်ဒါက enemy အမောက်ကိုသူတို့ကစောင့်ပြီးတော့ပြန်ပြီးတော့ punish လုပ်တတ်တယ်လို့ပြောလို့ရတယ်။ဒီကဒါဥပမာတပွဲတည်းဗျာ။ channel ပွဲအိမ်မှာသူတို့နှိမ့်နေတဲ့ပွဲအိမ်မှာလဲနော်အတိုင်းသားတွေ့ရလိမ့်မယ်ဒီလို play လေးတွေ။ ကဲအော်နောက်တစ်ခုကကြတော့တို့အနေနဲ့တင်းဖောင်ပဲမိနေတာမဟုတ်ဘူးတို့ရဲ့ solo individual play လေးကြီးကတော်တော်လေးကိုကောင်းတယ်ဗောလေနော် solo mechanic တွေနော် laning face mechanic တွေကဘာမှမပြောစရာမလိုဘူးနော်ဥပမာအနေနဲ့ပြရမယ်ဆိုရင်နော်နော်ဒီ play လေးကိုကျွန်တော်ချက်ကြည့်အောင်ကဲဒီမှာဆိုရင်တော်တို့မသစီ versus team 7ဗောလေနော်အဲ့ဆိုရင်တော့ကြည့်ကြည့်ပါဒီတန်းပေါက်အနေနဲ့ကဒီချောင်းဒီချောင်း ဒီချောင်းသူ့ကိုဖမ်းမယ်ဆိုတာကြိုတိနေလို့လားဗောလေဒီလို play ကကျွန်တော်တို့ key wine move သွားတာကိုလည်းကျွန်တော်တို့တွေ့ရတာတော့ရှိရယ်ဗောလေနော်ဒီလို play လေးကအဲ့လိုဘယ်လိုပြောပြရမလဲဆိုရင် solo mechanic နဲ့ individual လေးကကောင်းတယ်ဆိုတာကိုတွေ့နေရတယ်ဗောလေနော်သူတို့အနေနဲ့နေနေရဗောလေနော်ဒါ3 3k network 3k နော်လုံးဝ panic movement နေပိုင်းမရှိဘူးသူတို့အနေနဲ့လှုပ်ရှားရှိရအောင်လှုပ်ဝါးဆိုတော့တွေ့ရတယ်ဗောလေနော်ဒီလို play လေးကတကယ်ရင်သက်ရှင်ဝဖို့ကောင်းပါတယ် ကဲနောက်ထပ်ဒီမှာ play တစ်ခုဆိုရင်လည်းဒီမှာပဲ Zian အနေနဲ့เนาะသူ့အနေနဲ့ဘိုင်းအိမ်ပိတ်နေတဲ့အချိန်မှာเนาะ Nico ကလာပြီးတော့ spare 1 2သုံးမဲ့အချိန်မှာသူက1 2သုံးပြီးတော့ပြန်ပြီးတော့အောက် play ပြပေါ့ဒါတွေက player တိုင်းမှာရှိတဲ့နဲ့ skills set တွေဆိုပေမဲ့เนาะဒီလိုခွင့်အင်ခန်းဖြစ်ပြီးတော့ပြဖို့ပွဲပြိုင်ပွဲမှာပြဖို့ဆိုတော့နည်းနည်းလေးတော့ impress ဖြစ်ဖို့ကောင်းတယ်เนาะဒါအရင်ကြီးတော့ over impress ဖြစ်စရာမလိုဘူးဗျာတိလားဒီလိုမျိုး play လေးထွက်နေရဆိုတော့တော်တော်လေးတော့မိုက်တယ်ကဲဒီနောက်တစ်ခုကိုကြည့်မယ်ဆိုရင်လည်း သူတို့အနေနဲ့သူမသားကုမနာပွဲစဉ်မှာဘတ်ဒေကိုဘယ်လိုဆိုင်လဲပေါ့နော် individually ရအောင်နော်ဒီဘတ်ဒေကိုတော့ကြည့်မယ်ဆိုရင်အင်းလုံးဖန်းခံလိုက်ရတာကျွန်တော်စီရန်နော်မေ့ချ်မပါပဲဆိုင်နေပတယ်နော်မေ့ချ်မပါပဲဆိုင်နေပတယ်ဟိုဘက်ကောင်တွေကသွေးပြည့်ရှိသေးရဲ့ဗျာသွေးတွေကအပြည့်တွေကြီးပဲနော်သူတို့ဘက်ကမေ့ချ်တကောင်မရှိတော့ဘူးတန်ပေါက်နေတဲ့သွေးကတော်တော်နဲနေပြီအဲ့လိုနေထားမျိုးကိုတို့ဘလို့ဆိုင်သွားလဲဆိုတာကြီးကြီးလိုက်မယ်ဆိုရင်ဒီဗီဒီယိုမှာတွေ့ရလိမ့်မယ်နော်ဒီ OP နေနဲ့ free hit အဓိကတော့ဒီ လက်ကီးရဲ့ join ပေါ့လေနော်လက်ကီးရဲ့ join ကိုဘာကြောင့် ban နေရလဲဆိုတော့ဒီဟာကတော့တတ်တယ်ပဲနော်လက်ကီးရဲ့ battle position တွေရဲ့နော် OP ရဲ့ assassinate လုပ်တာတွေကသူတို့လုံးဝရတာဝါးစေရပေါ့လေနော်အဲ့အဲ့ play မှာဆိုရင်ကဒီ battle ကိုကြိလိုက်မယ်ဆိုရင်က lee join နဲ့ granja combo ကတော်တော်လေးကိုလည်း strong တယ်တော်တော်လေးတယ်သူတို့ရဲ့ comfort pick လို့လည်းပြောလို့ရတယ်ပေါ့လေနော်အဲ့ဟာတွေရှိမယ်ပေါ့ နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲခုနလိုမျိုး player တယောက်ချင်းစီတိုင်း individual ရန်ကောင်းနေတိတိုင်အောင်သူတို့မှာအဲ့လို key player တွေတော့ရှိရဗျာသူတို့ရဲ့ key player တွေက key player တယောက်ကိုပြောပါဆိုရင်တော့တော့အနေနဲ့တန်ပေါက်ကိုတော့ mention ခေါ်ခြင်းတယ်ဘာလို့လဲဆိုတော့ဒီ roma ကเนาะ तू ကအလောက်ကောင်နေဆော့တယ်ဗရှင်ပြတဲ့ကောင်နေဆော့ပြီးတော့ तू က short call ခေါ်ရတာအများဆုံးလို့ကျွန်တော်ထင်တယ်အဲ့ဟာကဘယ်မှာသွားပြီးတော့တိတာလဲဆိုရင်တော့ဒီပွဲလေးနဲ့เนาะပြပေးမယ် အခုဒီပွဲမှာဆိုရင်တန်ပေါက်နေတဲ့ခါလီကင်တာဗျာခါလီကင်တာဟိုဘက်ကောင်တွေကတပယ်လိမ့်နေပြီပေါ့လေနော်ဒီမတ်စမန်တပယ်လိမ့်ပြီနော်သူတို့အနေနဲ့အလဲမှာလဲစပိတ်ဟိုဘတ်စပိတ်အာတီမိတ်တွေတောင်းခံထားရတယ်နော်โอเคဒီမှာဆိုရင်ငါဝန်ဝန်တို့ YB တို့ကအလဲလိမ့်ရှင်းပြီးွားတဲ့အချိန်မှာအပေါ်တန်းတက်လာပြီဗျာပုံတန်းတက်လာတဲ့အချိန်မှာတန်ပေါက်နေနေကလုံးဝဘက်ကပ်ဗျာ ဒီကောင်ကိုလည်းမြင်ရမယ်ဒီကလာတဲ့ကောင်ကိုလည်းမြင်ရမယ်ဗျာ vision ကိုထောက်ပေးထားတယ်ပေါ့လေနော်ဒီ OBA ဆေးရှင်းမှုအတွက်အဲ့ချိန်မှာဘာရှိလဲဆိုတော့ကဲဒီမှာတန်ပေါက် grow မြင်သွားပြီဗျာနော်ခုနအနေနဲ့ YV ကလည်း YV ကလည်းအပေါ်တက်သွားရဲ့ဆိုတော့မြင်လိုက်ရတယ်နော် YV အပေါ်တက်သွားရဲ့မြင်လိုက်ရတဲ့အချိန်မှာကျွန်တော်တို့ဒီနားလေးကိုကျွန်တော်ပြန်ကြည့်ရအောင်ခုဒီမှာဆိုရင် ဒီ join အနေနဲ့ကပုံမှန်ဆိုရင်တော့ဒီ blue bag ကိုစားပြီး ac ပြန်ဖမ်းပါဗျာဒါပေမဲ့သူတို့အပေါ်တက်သွားတဲ့ info ရပြီ grow ကိုလည်းဒီမှာမြင်သွားပြီဗျာအဲ့လိုမြင်သွားတဲ့အချိန်မှာဆိုရင်ဘာလုပ်လဲဆိုတော့ join အနေနဲ့က blue bag ကိုမစားတော့ဒီကိုပြေးသွားတယ်ဒီကောင်းမှလိုက်သွားတယ်အဲ့တော့ခုနလပုကအလဲမာနော်လပုကဒီအလဲမာဒီမှာကြည့် rt 3မိရိုက်ထားတာဗျာ no ultimate no ultimate နော် ဲ့လိုမျိုးဟာကိုတည့်ရဲ့အချိန်မှာတို့ကောင်းကောင်း punish လုပ်နိုင်တယ်ဗျာအခုချိန်မှာဆိုလပူအနေနဲ့ ultimate မရှိဘူးเนาะ lucky ရော cn ရောဒီလပူက flicker လည်းမရှိရဲ့အချိန်မှာတော့ဗမာလိုကြီးဝင်ပြီးတော့တတ်တယ်ဗောလေเนาะ show ရပြီဒီလိုအနေထားမျိုးတွေကတို့နိုင်နေခဲ့သည့်တိုင်အောင်နိုင်နေခဲ့သည့်တိုင်အောင် network က 1.4k ဗျာနိုင်နေခဲ့သည့်တိုင်အောင်ဒီလို play လေးရေလုံနိုင်နေဆိုတာဒါကောင်းတဲ့အချက်ပေါ့လေเนาะအဓိကဥမာဟိုဟာပြောမယ်ဆိုရင် trade ပါ trader ပေါ့လေเนาะ goal line ကိုတို့က save play ပဲဆော့တယ်เนาะ အောက်ကိုပြန်ပြီးတော့ဖိလိုက်တယ် trade လိုက်တယ်ဗောလေနော်အောက်က ASP နဲ့ပြန်ပြီးတော့ trade လိုက်တယ်အဲ့လို play sign ဒီမှာဆိုရင်က CK ကပြန်ရှော့သွားတယ်ဆိုပေမဲ့နော်တို့အနေနဲ့အตาနေတော့မဲနော်အตาနေတော့မဲဘယ်လိုပြောပြရမလဲဒီဟာကကြတော့အဲ့လို push full method လို့လည်းပြောလို့ရတယ်ဗျာတို့ကနိုင်နေတဲ့အချိန်မှာဆိုရင်တော့ဖူးတဲ့နေရာကတော့အဲ့လို push ရဲ့နေရာကို push တဲ့အချိန်မှာပူးတဲ့နေရာတော့ဖူးပေးထားမယ် enemy ကဖိရဲ့နေရာဆိုရင်ကိုရီးယားအဲ့လိုဘယ်လိုပြောပြရမလဲလူအင်အားလိုတလောက်ပဲပေါ့လေနော်တို့ကိုရီးယားနေနဲ့ပြန်ပြီးတော့ attack လုံးမှာမဟုတ်ဗျာ defense လုံးမှာဗျာ defense လုံးမှာဖြစ်တဲ့အတွက်လိုအပ်တဲ့လူအင်အားရရင်ရပြီကိုယ့်အနေနဲ့ကိုယ့်ရဲ့ carry maxman safe ဖြစ်နေရပြီဗျာအဲ့တော့တန်းပေါက်တယောက်တည်းနဲ့သူက backup ပေးွားတယ်ကျန်တဲ့နှစ်ယောက်က ace bill lane ကိုကန့်တယ်ပေါ့လေနော်ခိုးပြီးတော့ကန့်တယ်ပဲပြောများ trade တယ်လို့ပြောမလားဘယ်လိုပဲပြောပြောပြောလို့ရတယ်ဗျာအဲ့ဒါကဘာဖြစ်လဲဆိုတော့ ace ကအမီအေးစီရရှောဝါးအချိန်မှာကျတော့ပြန်ပြီးတော့နောက်ဝက်လေး space လေးပြန်ရတယ်ပေါ့လေနော်ဒီလို play လေးက ော်တော်လေးကိုမိုက်တယ်ဗျဒီ play လေးကြီးကြောင့်လဲသူတို့ကပို့ပြီးတော့ strong တယ်ဆိုတာလဲပြောလို့ပြောရင်မမှားဘူးပေါ့လေနော်အဲသူတို့သင်းနေနေကအဲ့လိုမျိုးကြီးပဲအများကြီးရမ်းမဲကောင်းနေတာလားဆိုတော့လဲအဲ့လိုမျိုးတော့လဲမဟုတ်နေဘူးဗျသူတို့မှလည်းအားနေချက်လေးဟာကွက်လေးရောရှိရယ်ကျွန်တော်ကြည့်ရတဲ့လောက်သူတို့ပွဲတွေအကုန်လုံးနှီးပါကြည့်ရတဲ့လောက်ဆိုရင်တော့သူတို့မှက ဘာရှိလဲဆိုရင်တော့သူတို့အနေမှာ lane control နည်းနည်းအားနေတာကိုတွေ့ရတယ်ဗျာပြီးတော့သူတို့အမားတစ်ခုလုတ်ပြီးွားလုံမိွားတယ်เนาะဒါမှမဟုတ်သူတို့ found နဲ့သူတို့ place တိုင်းနဲ့နည်းနည်းလေးအံဝင်ခွင့်ရမဖြစ်သွားခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ panic movement လေးတော့ချို့လီမှာတွေ့ရတာရှိတယ်နောက်ဆုံးတစ်ခုသူတို့ရဲ့အကြီးမားဆုံးအားနေချက်လို့ပဲ ပြောမလားအဲ့ဟာတော့ teleportation draft တွေနဲ့ဆိုရင်တော့သူတို့တော်တော်လေးအားနေတာကိုတွေ့ရတယ်အဲ့ဒါကိုကျွန်တော် play လေးနဲ့တစ်ခုပြမယ်ပေါ့လေเนาะ okay နောက်ဒီ play မှာဆိုရင် ဟေးဒီ play မှာဆိုရင်သူတို့အနေနဲ့က chip chip ပါ chip ပါလာရေပေါ့လေ first start တဲ့ဘက်ကသူတို့တာဝါပြီเนาะဒါပေမဲ့ offline အနေနဲ့ကရှော့ထားရေပေါ့လေ chip ပါတဲ့အချိန်မှာတော့ဒီ op အနေနဲ့ကချစ်နဲ့ free ခေါ်ခံရတယ်ဒါပထမတစ်ခါပေါ့လေเนาะပထမတစ်ခါပဲမဟုတ်ပဲနောက်တစ်ခါပေါင်းခါပေါင်းများစွာညီမာလေကန့်ခံရတယ်နောက်တစ်ခုကတော့ဒီမှာ map awareness နဲ့သူတို့နည်းနည်းလေးအားနေဝရေပေါ့လေเนาะ teleportation နဲ့ဆိုရင်ကဒီမှာဆိုရင်ခြုံပလိန်ဝင်သွားတာမျိုးရေเนาะဒါတွေက chip တွေเนาะလောင်ရေပါတဲ့အချိန်ညာရင်ဒါတွေကသတိထားမဲ့ play ပေါ့လေเนาะအဲ့လိုမျိုးဟာရှိရဲ့နောက်တစ်ခုဆိုကျွန်တော်မက်သစီနဲ့တွေ့အချိန်မှာလဲသူတို့လောင်ရေပါရဲ့ဗျာ enemy ပါလောင်ရေပါရဲ့ဗျာ hero king နေနဲ့ set 1 9မိနစ်မှာ network 3k ဗျာသူတို့နေနဲ့တာနေပြီဗျာ objective တွေလိုက်ပြီး force ရုံပဲပြောရမယ်ဆိုရင်တော့ဒါပေမဲ့လောင်ရဲ့အဲ့လို taxi အကွက်ပေါ့လေเนาะပြောရမယ်ဆိုရင်တော့ core fan နဲ့ silent core split တယ် diversion နဲ့ပြန်ပြေးတယ်။ silent code split တယ်။ diversion နဲ့ပြန်ပြေးရယ်။အခုဒီမှာတခါเนาะ နောက်တစ်ခါကိုကြည့်မယ်ဆိုရင်လည်းဒီမှာပဲလောက်ကြီးမသက်စီနေနေကဒီလိုအကွက်လေးရတော့ရှိနေသေးရပေါ့လေနော်ဒီမှာဆိုရင်လည်းတို့ခိုးတီးဖို့လောက်တာပေါ့လေဒီလပူကဒါဒါနောက်ထပ်တကောင်တာပါမယ်ဆိုရင်ကသူကပြက်ကိုပြက်တယ်ဗျာဒီလပူကနော်ဒါဒီလိုမျိုးခိုးတီးဖို့ရလောက်တယ်အဲ့ချိန်မှာတို့ကဘက်ကက်ကမမိနေဘူးဗျာအလေရ၃ကောင်ကဒီမှာပဲရှိနေသေးတယ်နော်မသက်စီနေနေက split push တယ်ပေါ့လေနော် force ဒါပေါ့လိန်းတွေကိုတစ်လိန်းနှစ်လိန်း၃လိန်းနော်၃လိန်းလုံးပြိုင် force တယ်နော် သူတို့နေအဲ့ချိန်မှာဆိုရင်သူတို့ရဲ့ roma ရေမိတ်ရှေကဘယ်ကိုဘက်ကပ်ပေးဘယ်ကိုလိုက်လို့လိုက်ရမှာမသိဘူးအခုဒီမှာဆိုဘိန်းလုံးလိမ့်သွားပြီဘာရှာလိုက်တယ်ဟိုမှာကျွန်းနေပြီကျွန်းနေပြီတီးမယ်တီးမယ်လိုက်ဆိုရင်ဒီဘက်ကဒိုင်ဘာရှင်းနဲ့ဒိုးသွားပြီအဲ့လိုမျိုးရင်းနဲ့အဲ့လိုမျိုး space space ယူယူသွားပြီးတော့နော်အမားလေးစောင့်ပြီးတော့အမားလေးစောင့်ပြီးတော့သူတို့အနေနဲ့ကပြန်ပြီးတော့ ကမ်ဘက်ပွိုင်လေးပေးလိုက်ရလို့ထင်တယ်နော်နယူးဘုတ်နဲ့ပွဲကတော့တို့နိုင်ွားတယ်ဆိုပေမဲ့မက်သစီနဲ့ပွဲမှာဆိုရင်တော့တို့အဲ့ပွဲကိုတော့ရှုံးနေွားခဲ့ပေါ့လေနော်အဲ့ဒါကတော့တို့ရဲ့ဒီ weakness လို့ပဲပြောရမလားတို့နည်းနည်းအားနည်းချက်လို့ပြောရမလားတော့မသိဘူးပေါ့လေနော်အဲ့လို draft တင်နေဆိုတို့အားနည်းတာတော့အတိုင်းအတာတွေ့ရတယ် chip နဲ့ play ဆိုလည်း early game မတအူး law ီနဲ့ play ဆိုရင်လည်း early game တာတိတိုင်အောင်တို့နည်းနည်းနိုင်အောင်နော် enemy ရဲ့ diversion play တွေကိုတိတ်ပြီးတော့မခံစားနိုင်ဘူးပေါ့လေနော်အဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့ရ ကဲနောက်ဆုံးအနေနဲ့မေးစရာမေးခွန်းတစ်ခုရှိလာပြီတင်းဆဲဝင်းအနေနဲ့ဒီ MS မြန်မာ season 2မှာ champion ဖြစ်လာနိုင်လားဗောလင်ဘယ်လိုမျိုးလဲဆိုတော့တင်းဆဲဝင်းအနေနဲ့ခုနပြောရတဲ့ကျွန်တော် weakness တွေအားသာချက်တွေရှိရဗျာသူတို့အနေနဲ့အဲ့ weakness တွေเนาะသူတို့ချားလိုအပ်ချက်တွေကျွန်တော်မမြင်မိခဲ့တဲ့လိုအပ်ချက်တွေကိုသူတို့အနေနဲ့ပြန်လည်သုံးသပ်ပြီးတော့ပြင်ဆင်လာမယ်ပြီးတော့ခုန play style အားလီ grass တဲ့ play style ကိုသူတို့အနေနဲ့ backup plan ဗောလင်เนาะနောက်ထပ်တစ်ခုထားထားမယ်ဒါမှမဟုတ်ရင် ်နောက်ထပ် play style တစ်ခုဒါမှမဟုတ်သူတို့ play style ကိုဘယ်သူမှ counter လို့မရအောင်ဘယ်သူမှမရှင်းနိုင်လောက်အောင်ဒီ prepare လုပ်ထားမယ်ဆိုရင်ကသူတို့အနေနဲ့ champion ကိုစိန်ခေါ်နိုင်တဲ့အနေအထားကြီးရောက်နိုင်တယ် champion ဖြစ်လဲဖြစ်သွားနိုင်တယ်ပေါ့လေနော် champion မဖြစ်ခဲ့ရင်လည်းဒီ play off မှာသူတို့နေရာကောင်းတစ်ခုကိုတော့တေချာပေါက်ရမှာလို့ကျွန်တော်ပြောခြင်းနဲ့ကဲဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပဲကျွန်တော်နောက် season မှာတော့အခုမတ္တာမှာเนาะ update ပြောင်းမိသွားတဲ့အချိန်မှာ angela ကအရင်တော့ ရန်ဆော့ခဲ့ကြပြီးတော့အခုနောက်ပိုင်းညာဘာလို့မဆော့ကြရဆိုရဲ့အကြောင်းလေးကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးသွားမယ်ပေါ့လေနော်။နောက်နောက်ပိုင်းမှာပြန်တွေ့ပါမယ်။ဘိုင်ဘိုင်။